ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီမှာဆိုရင်တော့ကျွန်တော်ကိုလမ်းမေးနေကြရရှိတယ်ကျွန်တော်ဒီ Star Set a Secretion ပွင့်ရုံနဲ့ကျွန်တော်ဝင်ဝေရှာလို့ရပြီလားဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က Star Set a ပွင့်ရုံနဲ့ဝင်ဝေရှာလို့ရပြီလားဆိုရင်တော့ Star Set a ပွင့်ရုံနဲ့ဝင်ကရှာလို့ရပါတယ်ဒါပေမဲ့ Facebook ဘက်ကနေပြီးတော့ကျွန်တော်တို့ကိုအင်ကမ်းပေးလာမျိုးတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့ဗီဒီယိုတွေအာကျွန်တော်တို့ရဲ့ content တွေကိုကျွန်တော်တို့ရဲ့ viewer တွေကကြိုက်လို့ကျွန်တော်တို့ကိုအခုလိုမျိုးဒီလိုမျိုး ကျယ်လေးတွေပေးမယ်အဲကျွန်တော်တို့ဒီလိုမျိုးပန်းမွင့်လေးတွေပေးမယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစတာပွင့်ရုံနဲ့ကျွန်တော်တို့ဝင်ငွေရပါပြီနောက်တစ်ခုကတော့ကျွန်တော်ဒီ secretion ပေါ့ secretion ကြတော့ဒါကျွန်တော်အရင်တုန်းကလည်းကြောဗီဒီယိုမှာကျွန်တော်အများကြီးပြောခဲ့ဘူးတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်လို့အာကျွန်တော်တို့ကို license ကြီးပေးပြီးတော့ဝင်ကြည့်မယ်ကျွန်တော်တို့ကလည်း license ကြီး license ကြီးကောက်ခံပြီးတော့ဗီဒီယိုကိုကျွန်တော်တို့ဒီ subscribe group ထဲမှာကျွန်တော်တင်ပေးမယ်ဆိုလို့ရှိရင်တော့အာကျွန်တော်တို့ကို လာစင်ကြီးပြီးပြီးတော့ကြည့်ရှုအားပေးတဲ့သူတွေရှိမယ်ဆိုရင်တော့ဒါဆိုရင်တော့ကျွန်တော်ကဝင်ငွေရမယ်။အော် Facebook ဘက်ကပေးတာမျိုးတော့မဟုတ်ဘူးပေါ့။အဲ့တော့ဘယ်လိုမျိုးအခြေအနေမှာ Facebook ဘက်ကနေဝင်ငွေရတာလဲဆိုရင်တော့အရင်တော့ဆိုရင်တော့ကျွန်တော်တို့ V လို့ Bonnet တို့ Instream Area တို့အဒါမျိုးတွေ set up ပေါ်လို့ကျွန်တော်ရှောက်ပြီးရင်တော့ Facebook ဘက်ကနေပြီးတော့ကျွန်တော်ကို income ပေးတာ။အခုမှဆိုရင်တော့ကျွန်တော်က Bonnet လည်းမရှိတော့ဘူး၊ V လည်းမရှိတော့ဘူး၊ Instream Area လည်းကျွန်တော်မရှိတော့ဘူး။အခုလိုမျိုး ကျော်တို့ CM လို့ခေါ်တဲ့ content monetization tool set up ပွင့်မှသာလျှင်ကျော်တို့ဝင်ဝေးရှာလို့ရမှာဖြစ်ပါတယ်။အဲ့တော့ Facebook ဘက်ကနေပြီးတော့ကျော်တို့ကို income ပေးတာဆိုလို့ CM ပဲရှိပါတယ်။အဲ့တော့အခုအနေမှာကျော်တို့ instant idea set up ပေါ်တဲ့သူတွေလည်းရှိတယ်။အာ star set up ပေါ်နေတဲ့သူတွေလည်းရှိတယ်။ subscription set up ပေါ်နေတဲ့သူတွေလည်းရှိတယ်။အဲ့တော့အဲ့ဒါတွေ set up ပွင့်ဝင်ဝေးရှာလို့ရပြီလားလို့မေးရင်တော့ ဒါတွေပွင့်ရုံလောက်နဲ့တော့ကျွန်တော်တို့ဝင်ကိုရှာလို့မရသေးဘူးအဲ့တော့ CM set up ပွင့်အောင်ဘာတွေလုပ်ရမလဲဆိုရင်တော့ CM set up ပွင့်အောင်ကျွန်တော်တို့က code video တွေတင်ရမယ်เนาะ video တွေကိုကျွန်တော်တို့ပုံမှန်လုပ်ရမယ်အဲဒီတိုင်းတင်ဆက်ပေးမယ်ပြီးသွားလို့ဆိုရင်ကျွန်တော်တို့ဒီ Facebook ကချမှတ်ထားတဲ့ secret တွေကိုကျွန်တော်လိုက်နိုင်ရမယ်ဒီ content monetization policy ကိုလည်းကျွန်တော်တို့လိုက်နိုင်ထားရမယ်ဒါမျိုးတွေဆိုလို့ဆိုရင်တော့ဒီ CM set up ကိုကျွန်တော်တို့ကို Facebook ကနေပြီးတော့ invite လောက်လာပေးမယ် Facebook ကနေပြီးတော့ကျွန်တော်တို့ကို content monetization tool အခုလိုမျိုး invite လုပ်လို့ကျွန်တော်တို့ဆက်အပ်ရပြီဆိုရင်เนาะကျွန်တော်တို့ကဒီဆက်အပ်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ PR account နဲ့ရှောက်ပြီးတော့ချိန်ပြီးတော့အာကျွန်တော်တို့ရှောက်လိုက်လို့ရတာပေါ့အဲ့လိုရှောက်ပြီးရရင်တော့ကျွန်တော်ဒါဝင်ငွေစပြီးတော့ရှာလို့ရပြီအဲ့လိုမျိုး CM ဆက်ရသွားပြီဆိုရင်เนาะကျွန်တော်တို့ Facebook ပေါ်မှာဗာပဲတင်တင်ဓာတ်ပုံစာအာ story ကျွန်တော်တို့ video re ပေါ့เนาะဒီ၅ခုကြိုက်ရတင်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook ဘက်ကနေပြီးတော့ပေးတဲ့ကျွန်တော်အင်ခန်းကိုစပြီးတော့ကျွန်တော်တို့ရပြီပေါ့အဲ့တော့ starter set up ပွင့်လာနဲ့ကျွန်တော်တို့ကဝင်ကမရသေးဘူးလို့ပြောလို့ရတယ်ပြီးတော့ screen set up ပွင့်လာတော့ဝင်ကမရသေးဘူးလို့ပြောလို့ရတယ်နောက်တစ်ခုက starter set up screen set up တွေပွင့်ပြီးတော့ကျွန်တော် payout တွေမှားချိန်ထားတဲ့သူတွေကတော့ကျွန်တော်မှ payout တွေလည်းပြင်ကြတာတရှိတယ်ပြင်ပေးပါလို့ရှောက်ပေးပါလို့ပေါ့နော်ပြန်ပြီးတော့လုပ်ပေးပါလို့လက်ပြောနေတာရှိတယ်အဲ့တော့ starter set up ပွင့်လာတော့ payout error တက်သွားတဲ့သူတွေက အခုနေမှာကျွန်တော်တို့ဒီ pay out ကိုပြီးအောင်မဖြစ်လို့လည်းရတယ်ကျွန်တော်တို့ CM setup ပွင့်လာမှကျွန်တော်တို့ဒီ pay out ကို create လုပ်ပြီးတော့ဗောနော် pay out ကိုအစ်စ်လျှောက်ပြီးတော့ CM setup နဲ့ကျွန်တော်တို့ချိန်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့က starter setup subscription setup ရနိုင်တယ်ဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ CM setup ရဖို့အတွက်ကိုကျွန်တော်တို့ video review subtitle subtitle တင်ပြီးတော့မှကျွန်တော်တို့စူးစမ်းမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်